ဒီမှာဒီဖုန်းအတွင်းတုံးလေးကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာကက်ပါစီတာလုံးဝပေါက်ထွက်သွားတာဖြစ်ပါတယ်ကက်ပါစီတာရဲ့နံပါတ်လေးကိုဖတ်ကြည့်မယ်ဆိုရင်တော့4.7 microfarad 400ဘုတ်ဖြစ်ပါတယ်ဒါဒီကက်ပါစီတာလေးကိုအစားထိုးလေးလေးပြင်ချင်မှာဖြစ်ပါတယ် ပြီးရင်ဒီ ACA ဝင်ဒီနားလေးမှာ fusible resistor လေးတစ်လုံးပြုတ်နေတာဖြစ်ပါတယ်ဒီနား fusible resistor တစ်လုံးပြင်ပြီးတော့တတ်ဆင်ပြရမှာဖြစ်ပါတယ်ဒီနားမှာဒီနားမှာ resistor တစ်လုံးရှိပါတယ်ဒီ resistor လေးဒီကနေဝင်လာမယ်ဝင်ပြီးတော့ဒီ bridge rectifier diode ကိုတွားတာဖြစ်ပါတယ်ဒီနားမှာ fuse လေးတလုံးခံထားပြတာဖြစ်ပါတယ်ဒီ fuse လေးမရှိတော့တာဖြစ်ပါတယ် fuse ကတော့အစ်တက်ပြရမှာဖြစ်ပါတယ် fuse လေးပြန်တက်ပြလိုက်မယ်ပြီးရင်ဒီနားကပေါက်ထွက်သွားတယ် electrolyte capacitor လေးတလုံးကိုပြန်ပြီးတော့လဲလဲတက်ဆင်ပြလိုက်မယ်ဆိုရင်တော့ဒီဘုံအတွင်းတုံးလေးဟာပြန်ပြီးတော့အသုံးပြလို့ရမယ်လို့မျှော်လင့်ပါတယ် ဒါကတော့ဒါက capacitor ပေါက်ထွက်သွားတဲ့နေရာဖြစ်ပါတယ်ဒီလိုလေးတက်စင်ထားတာဖြစ်ပါတယ်ဒါကပက်စီတာတက်စင်ထားတဲ့နေရာမှာပေါက်ထွက်သွားတာဖြစ်ပါတယ်အဲ့တော့ဒီပေါက်ထွက်သွားတဲ့ဒီကပက်စီတာလေးကိုဖြုတ်ထုတ်လိုက်မှာဖြစ်ပါတယ် ီမှာကျွန်တော်တို့ဒီပေါက်ထွက်သွားတဲ့ capacitor လေးကိုဖြုတ်ထုတ်လိုက်ပြီဖြစ်ပါတယ်။ဒီပေါက်ထွက်သွားတဲ့ capacitor လေးကိုကျွန်တော်တို့မီတာလေးနဲ့တိုင်ချင်မှာဖြစ်ပါတယ်။မီတာကိုဒီ20 microfarad မှာချိန်ထားလိုက်ပါတယ်။ပြီးတော့တစ်ချက်တိုင်ချင်မှာဖြစ်ပါတယ်။ဒီဖြူရစ်ပါတဲ့ဘက်ကိုဒီတပ်ပလော့တာအနေအထားထားလိုက်ပါမယ်။ပြီးရင် ဒီဒီပရတအနေအောင်တော့ဒီဘက်မှာတိုင်ချင်မှာဖြစ်ပါတယ်မီတာမှာကြည့်လိုက်ရင်3.3.2 microfarad လောက်ကျန်သေးတော့ဟုတ်တွေ့ရပါတယ်ဒီ capacitor လေးကိုအစားထိုးဖို့အတွက်ဒီမှာပုံစံတူ capacitor လေးတစ်လုံးရှိပါတယ်ဒီမှာဒီမှာ 4.7 microfarad 400ဘုအတူတူပဲဖြစ်ပါတယ်။ဒါလေးကိုလည်းမီတာလေးနဲ့တိုင်းပြမှာဖြစ်ပါတယ်။အမေကြီးပါတဲ့ဘက်ကိုမီတာပလော့တာအနဲ့အောင်ထားလိုက်ပါမယ်။ပြီးရင်ဒီပေါင်းဘက်ကိုမီတာပလော့တာနေရာလေးနဲ့တိုးလိုက်ပါမယ်။ဒီမှာ 4.5 microfarad လောက်ရှိနေတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဒီ capacitor လေးနဲ့စာထိုးပေးမှာဖြစ်ပါတယ်။ခုနကမဖြုတ်ခင်တော့ကကြည့်တာတော့ဒီအဖြူရစ်ပါတဲ့ဘက်ကဒီပြင်ဘက်ကိုထားတာဖြစ်ပါတယ်။အဲ့တော့ဒီဒီမှာကြတော့ဒီ ဒီမှာကြားတဲ့အမဲရေးပါတဲ့ဘက်ကိုအပြင်ဘက်ကိုထားမှာဖြစ်ပါတယ်ဒီမှာတော့ဒီမှာ bridge rectifier ဒါဥမာလဲပေါင်းလုပ်ပါပါတယ်ကြက်အနုတ်ဘက်ကတော့ဒီအပြင်ဘက်ဖြစ်ပါတယ်အပေါင်းကတော့အထက်ဘက်ဖြစ်ပါတယ်ဒီမှာကပစီတာလေးကိုတံပြီးတော့ခဲဆော့တက်စမီတိုင်းဖြစ်ပါတယ် ီတော့ရှည်နေတဲ့သူချီတောင်းလေးတွေကိုလည်းနှာဖြတ်ထုတ်လိုက်တာဖြစ်ပါတယ်ဒီမှာ22အောင် resistor လေးရှိပါတယ်ဒီမှာနေနေနဲ့22အောင် resistor လေးဖြစ်ပါတယ်ဒါကို pure resistor အနေနဲ့အသုံးပြုမှာဖြစ်ပါတယ်ဒါကိုကျွန်တော် တိုင်းချင်မှာဖြစ်ပါတယ်မီတာလေးနဲ့တိုင်းပြမှာဖြစ်ပါတယ်မီတာကို200အောင်မှာထားလိုက်ပါမယ်ပြီးရင်ဒီ resistor လေးကိုတိုင်းချင်ပါမယ်စနစ်ဒသမ4 27.56အုံလောက်ပြနေတော့တွေ့ရမှာဖြစ်ပါတယ်။ဒါဆိုဒီ resistor လေးနဲ့သက်စင်တုံပြူးချင်မှာဖြစ်ပါတယ်။ ဒီ resistor လေးကိုဒီမှာ fuse resistor အနေနဲ့ပတ်စံတုံးပြမှာဖြစ်ပါတယ်ဒီဒီမှာဒီလိုလေးတက်ဆင်လာမှာဖြစ်ပါတယ်ဒီလိုလေးတက်ဆင်လာပါမယ်ပြီးရင်ခက်တုပ်ပြမှာဖြစ်ပါတယ် နော်ခဲတူပြလာပြီဖြစ်ပါလေပြင်ရှင်းနေတဲ့ Mrs. Statue တော့လေးတွေကိုဖြတ်လိုက်မှာဖြစ်ပါဘူး ပြီးရင်ဒီသူ့အိမ်လေးထဲကိုပြန်ထည့်ပေးမှာဖြစ်ပါတယ်ဒီမှာမြင်းနေအောင်လို့ဒီအိမ်ရဲ့ဒီအဝလေးမှာကော်လေးတုပ်ပေးမှာဖြစ်ပါတယ်မင်းဒီမှာသူအိမ်လေးတဲကိုပြန်ထည့်ပေးမှာဖြစ်ပါတယ် ဒီပေါ်နာလေးမှာတော့ဒီမှာပေါက်သွားတဲ့နေရာတော့ကော်လေးနဲ့ကတ်ပြီးတော့ပြန်ပိတ်ပေးမှာဖြစ်ပါတယ်။လောလောဆယ်ဒီဘူအားထွက်မထွက်မိထိုးပြီးတော့ဆန်းချင်မှာဖြစ်ပါတယ်။လာပါပါမှာထိုးလိုက်ပါမယ်ဒီ nickel လေးဖွင့်လိုက်ပါမယ် nickel လေးဖွင့်လိုက်ပါပြီပြီးရင်ဒီမှာဟိုအတွင်းကြိုးလေးထိုးလိုက်မှာဖြစ်ပါတယ် မှတင်ကြိုလေးထိုးလိုက်ပါပြီပြီးရင်ဒီတောင်လေးနဲ့တိုင်ချင်မှာဖြစ်ပါတယ်မိတောင်20ဗုဒ္ဓစီမှာထားထားတာဖြစ်ပါတယ်ပြီးရင်ချက်တိုင်ချင်မှာဖြစ်ပါတယ်မှာ1.97ဘူလောက်ထွက်နေတော့တွေ့ရမှာဖြစ်ပါလေ ။နောက်ဆိုရင်ဒီဖုန်းအတွင်း adapter လေးကတော့စင်ပြေသွားပြီဖြစ်ပါတယ်။မာဒီ MIDI လေးကိုအားလေးတွင်ခြင်းမှာဖြစ်ပါတယ်။ဒီမှာဒီမီဒီမှာမြေအနေအောင်လေးလဲနေတာဖြစ်ပါတယ်။ဒါဆိုရင်အားဝင်နေတော့တွေ့ရမှာဖြစ်ပါတယ်။ မမီဒီလေးအားပြည့်သွားတာဖြစ်ပါတယ်အားပြည့်နေတဲ့မီဒီမလို့ဒီမှာအပြာရောင်မီလေးလင်းနေတာဖြစ်ပါတယ်နားဒီဖုန်းအတွက်အဒက်တာလေးကိုပြုပြင်လိုက်တာစင်ပြေသွားပြီဖြစ်ပါတယ်အဓိကသူရဲ့ပြည့်ချက်ကတော့ဒီမှာသူရဲ့ဒီမှာသူရဲ့ကပစ္စတာလေးပေါက်ထွက်သွားတယ်ပြီးတော့ဒီ ACL ဝင် fuel resistor လေးလောင်လာဖြစ်ပါတယ် ဲတော့ဒီ capacitor လေးကို filter capacitor လေးတစ်လုံးကိုစာထုတ်ပေးလိုက်တယ်ပြီး na fuse resistor လေးကိုလည်းအစ်စ်ပြန်ပြီးတော့တက်ဆင်ပေးလိုက်တာဖြစ်ပါတယ်ခုတော့မြင်ရတဲ့အတိုင်းအားလုံးအဆင်ပြေသွားပြီဖြစ်ပါတယ်ဒီမှာဖတ်ကြည့်တာတော့အဝင်ကတော့ AC AC တရားနဲ့240ကိုဖြစ်ပါတယ် output ကတော့ DC 5 volt 2.4 ampere maximum ဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုအပ်ပေးကြတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့